ကျွန်တော်စကားပြောတာလေဟိုစံလေးဆရာတော့ကြာတော့ချမ်းပြုပုဂ္ဂိုလ်မဟုတ်ပဲတော့ဟိုဟာနဲ့အဲတော့လားဆိုတော့ကျမ်းစာကတော့မရှိနိုင်ဘူးเนาะဆရာစံလေးဆရာတော့ဒါပေမဲ့သူကတော့ဗုဒ္ဓအနုတ္တိဆရာတော့ဆိုတော့လေဗုဒ္ဓအနုတ္တိဆရာဆိုတော့ဒါပေမဲ့လည်းအခုနကပြောသလိုလေဟိုချမ်းပြုပုဂ္ဂိုလ်မဟုတ်ပေမဲ့လည်းသစ္စာတော့စိုက်တာပဲဗျာ လာတစ္ဆာဆိုင်လို့သူလည်းဒီရယ်ရမ်းတာဖြစ်တာပေါ့တစ္ဆာမဆိုင်ဘဲနဲ့တော့ရမ်းတာဖြစ်ကိုမရောက်ပါဘူးတော့လေအဲဒါပေမဲ့အဲ့တစ္ဆာကိုဟောဝန်ဟောနေနေနားမလည်ကြတာပေါ့သဘောတရားဒါပဲလေဘာပါဆရာဦးကျွန်တော်ကဟိုသူကျဆူဘာဒီဘက်ကသူဘောရနော်ဒီနဲ့သူရဟန္တာဖြစ်သွားတယ်ဆိုတော့ဆရာတို့အဆက်ဆက်ပြောတာကျွန်တော်ကသိရတာလေဆရာဟိုဒီလို ဒါဆိုရင်စပြီးလေအလိုမျိုးကိုတီးတီးပဲဖြစ်ပြီးတော့အဲ့လိုရေးခဲ့တာလည်းရှိလားဆိုတော့လေဟိုပုဒ်ကလည်းမေးချင်တာဥစ္စာပဲထုတ်တာမရှိဘူးလေ तू ကတန်သွင်းတဲ့ခွေတွေပဲရှိတယ်။တစားပြီးတည်းမှမပါတဲ့လမ်းကြောင်းက तू ကဟောတာ။ဟုတ်တယ်ဟုတ်တယ်ဟုတ်ပါတယ်ဆရာဟိုဆရာမေးစီတို့ပြီဝိလာကျန်းစာဥပဒေမှာရှားဖို့ဆိုတာခက်ခဲပါတယ်ဆရာတို့ဒီလိုအချာတုံးတက်ပြီးတော့မှအနေနဲ့လာလာတော့ရှောက်ရလို့ပေါ့နော်တုံးတက်ပြီးတော့မှထွက်ပေါ်လာတာဆိုတော့ဒီ မဂ္ဂင်၈ပါးကိုဖွင့်ဆိုတာကသူဘလို့ဖွင့်ဆိုတာလဲဆိုတော့အလားအိမ်မာနေတော့ဒုသီလာရဲကြောင်းရောက်တော့သူသီလာရဲတရားနာတော့အဓိကမသီလာရဲသူကဘုန်းကြီးကသစ္စာတရားတွေဟောပြတာရဲအဲ့လိုနားမလဲခြင်းနေပသေးတဲ့နားနဲ့အာယုံနဲ့စိုက်ထောင်နေပါတဲ့ဒါသီလာခေါ်တာတရားကြတော့အိမ်ကနေကြောင်းကိုလာတာယုံကြည်လို့လာတာပေါ့ယုံကြည်တာကြောင်းရောက်တော့ဖရာတွေတန်ခါတွေတွေ့တော့ကြီးညိုတာပေါ့သူတရားဟောတဲ့အချိန်မှာနားနဲ့စိုက်ထောင်တဲ့အချိန်မှာအဓိကမတရားပေါ့အဲ့ဒါတရားသုံးချက် သီလ၃ချက်ကျင့်ဝတ်နည်းကျင့်သိက္ခာဆိုနှစ်ပါးကျင့်ဝတ်ကျင့်သိက္ခာခန္ဓာကိုယ်မရေးမရန်ကြောက်စားတိုင်းကဲဆိုနေပါဟုတ်လားနားနဲ့တရားနဲ့စိုက်ဆောင်နေပါအဲလိုအဲလိုအဲလိုနားထောင်နေတဲ့ဈေးမှာသရပိတိသရဝိတိဖြစ်ပြီဆိုရင်ဒါတမတ်တဖို့တိခုနိုင်တဲ့အခြေအခါပါပဲဆိုပြီးတော့အဲလိုပြောတာသိလို့ပြောတဲ့အခါကျတော့သူကဒီခေါ်တဲ့ပုဂ္ဂိုလ်ကလည်းဘုရားနုသိနဲ့ရဟနာဖြစ်တာလေခေါ်တဲ့ပုဂ္ဂိုလ်ကလည်းမသိလို့သစ္စာတရားတွေသူဟောပေးတယ် အဲ့တော့အဲ့ဒီအချိန်မှာပိဋိပတ်တိဖြစ်တယ်ဆိုတော့ဒါဓမ္မတပူအဘေသံတွေပြိနေပါတယ်လို့သူကဟောတာဟုတ်ဟောတော့သူကဘာဖြစ်လို့သူကဒီအနာဂတ်ပညာရှိသိလိမ့်မယ်တဲ့သူဘာကြောင့်မက်ဖို့ရအောင်ပြင်ဆင်ပေးတယ်ဆိုတာအနာဂတ်ပညာရှိသိလိမ့်ပါမယ်ဆိုတော့အဲ့တော့သူကဘာပြင်ဆင်ပေးရလဲဆိုတော့နားနဲ့တရားနဲ့နားဆိုင်ထောင်မှာအဲ့မှာရှုတာမှတ်တာတွေပွားတာတွေမလုပ်ပါနဲ့ဟုတ်လား ကြားရင်ကြားတဲ့အတိုင်းလေးနေပါလို့ပြောတဲ့ခါကျတော့အဲ့ဒီအချိန်မှာအဲမရှုမပွားပဲသူမှနေမနေဘူးလားဟုတ်တယ်မရှုမပွားအဲမရှုမပွားပဲနေတဲ့အချိန်ကအဲ့ဒါမက်ဖို့ဒီကုနိုင်တဲ့အချိန်ပဲလေဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်အဲအဲ့ဒါတောင်းလို့အဲ့ပုံမှာအဒရာပိတိဒရာဝတိကြရတယ်ဆိုတာဒါအကပတ္တိခေါ်တာပေါ့ဟုတ်လားပြီးတော့ရှုမပွားများမှုရက်ပြီးနေတယ်ဆိုတော့ဒါဖိုလ်စိတ်ကိုရအောင်ပြင်ဆင်ပေးထားတာပေါ့အဲ့ဒါတွေက ။စောက်ထဲမှာမရှိတာဆိုတော့ဟလာစောက်ထဲရှာလို့မရဘူးလေတော်တယ်။ဟုတ်ကဲ့။အဲဒါသူဟောရတယ်ကြည့်မလား။နတ်တက်လုံထိပ်ပေါ်တင်အကုန်ဆုံးရမှာခြုံငင်းရဆိုကျွန်တော်ဆိုစဉ်းစားတယ်။အားကြောင့်သူနတ်တက်လုံထိပ်ပေါ်တင်ခိုင်းတာဘလို့တင်တာတော့အနှစ်ခုပေါ်အနတ်တက်လို့ရေးထားမှာလား။အဲ့လိုဖြစ်နေတယ်ဘယ်ဟုတ်မှာလဲညာမရှိတဲ့လူတွေကအနတ္တလည်းမသိဘူးဟုတ်တယ်အတ္တလက္ခဏာ၅ချက်ကိုနားလည်ရမှာကိုပြောတာလေဩဟုတ်ကဲ့အဲအေချမ်းသာငြိမ်းချမ်းသာပင်စင်ချမ်းသာ ဒီသင်္ချာနာဆိုတာအလုံးကြီးနဲ့ချမ်းသာပဲအင်းချမ်းသာညင်းချမ်းသာဓမ္မယတာပြင်စင်ချမ်းသာဝိမုတိယတာအလို့သွားတယ်လေဟုတ်ကဲ့ဆရာဟုတ်တယ်ဟုတ်တယ်အော်အဲ့တော့ဒရာ၃ချက်ဟဲ့လားသီလ၃ချက်အသစ္စာတရားတွေကိုနားထောင်ရတဲ့အချိန်မှာသူကဓမ္မတဖို့ဒီခုနအောင်ပြင်စင်ပေးထားတယ်ဆိုတော့မရှိမပွားပဲနားနဲ့ပဲစိုက်ထောင်လေးနားထောင်နေပါဆိုတော့သင်္ခါရရက်ပြီးတော့နေခိုင်းတာလေအဲ့အချိန်မှာမက်ဖို့တီးခုနိုင်တာပေါ့ဟုတ်တယ်ဟုတ်တယ် အဲ့ဒါကြောင့်စာအုပ်စာပေမရှိပါဘူးလေသူ့လိုဖြစ်တာရှိနေတော့အဲ့မဲ့ကွာကြတယ်သူတို့ကလည်းပညာဉာဏ်နေတဲ့အခါကျတော့ဒါနဲ့တော့လမ်းဖြစ်တဲ့အတွက်လာဒီဘက်ကသစ္စာတရားတွေဟောတော့နားမထောင်နိုင်တော့ဟုတ်တယ်ဒါကြောင့်မကြာမှာပေါ့လေဒါလမ်းကတော့ဟုတ်တယ်မလားပညာလမ်းကတော့ပြတ်တာပညာလမ်းတော့တစ်ချက်တည်း ချက်တာကိုအစ်စ်တဲ့ဘိုင်းပြတယ်ဒီကတော့တရားနဲ့ပညာနာပဲတကယ်ကြီးအတားနဲ့မြင်ရပါမယ်။ဘာလို့ဆက်မှာပါကျွန်တော်တို့ကတော့ဆရာကျေးဇူးကြောင့်ပြီးတဲ့ဒီလိုပေါ်ဆက်ပြီးတော့ဒီတရားပေါ်မှာယုံကြည်နေတဲ့တရားလေးရှိမယ်ဥတည်မယ်အဲ့ဒီတရားပေါ်မှာကိုက ပညာလေးပါပြီးတော့စီစဲမဲ့တွင်းတော့မဲ့ဝေဖန်မဲ့ဆိုရင်ဒါသန္တနာများရင်များသလိုဉာဏ်တော့ပွဲလာမှာပဲ။ तू ကအကုန်လုံးလေ तू ကဒီပညာအားရစရာကောင်းတယ်ဆိုတော့ဒီပရိသတ်မီဒီယာ၄ပါးမှာလည်းတွေ့ကြည့်လေ။အဲ့ဒါဓမ္မပရိသတ်မီဒီယာအထပရိသတ်မီဒီယာအကြောင်းအကြောင်းဟုတ်ဒီမဟုတ်ဒီသိရဓမ္မပရိသတ်မီဒီယာအကြောင်းပြည့်စုံစီမပြည့်စုံစီသိရဓမ္မပရိသတ်မီဒီယာအထပရိသတ်မီဒီယာဆိုတာအကျိုးဟုတ်ဒီမဟုတ်ဒီသိရအကျိုးပြည့်စုံစီမပြည့်စုံစီသိရ အဲ့ဒါဆိုတော့အကျိုးပြည့်စုံလားမပြည့်စုံလား norm မဟုတ်ဘူးအကျောင်းပြည့်စုံတာနဲ့အကျိုးပြည့်စုံမှုတခါလဲပြတာလားဗျာအစိုးရပါစို့အလားအပေယောက်ကျောင်းကပါလေအဲရုပ်နာနေကိုအရှိသားပြီးသူငါတို့ယူရင်အပေယောက်ကျောင်းအလားအပေယောက်ကျောင်းရှိနေမှာတော့အပေကြတာ norm မဟုတ်ဘူးတခါလဲကြတယ်အလားအဲတခါအပေလွတ်အပေလွတ်ကျောင်းလို့ပြန်ကြည့်တဲ့အခါကျတော့အဲ့အာရုပ်နာနေကိုပုဂ္ဂိုလ်တော်မဟုတ်ဘူးလို့သိရင်ဒါအပေလွတ်ကျောင်းပဲ တခါအပယ်လူကြောင်းပြည့်စုံလားမပြည့်စုံလားတခါပြန်ကြည့်တဲ့အခါကျတော့အဲ့ဒါတွေကအစဉ်အရေးပါအစဉ်ဆိုပါမယ်နော်သတိထားတော့ပုဂ္ဂိုလ်တော့မဟုတ်လို့သိရင်သတိမထားတဲ့အခါကျတော့သူကအကြောင်းမပြည့်စုံပြန်ဒီဘက်မှာကျတော့ပရိသန်ပိဒါဆိုတာဒါအောင်လို့ထိုးထွင်းသိမြင်တဲ့ဉာဏ်အစဉ်ချင်းကျက်တဲ့ဉာဏ်အကြောင်းပြည့်စုံတဲ့ဉာဏ်လို့ပြောတာဒါအောင်လို့ပုဂ္ဂိုလ်တော့အစဉ်မဟုတ်တော့နားလဲသွားတဲ့အခါကျတော့ဟာအကြောင်းပြည့်စုံသွားမှဓမ္မပရိသန်ပိဒါလို့ခေါ်တာလေအကြောင်းပြည့်စုံတာသိတဲ့အတွက် ဟလာအဘယ်အစင်လွတ်ပါတယ်လို့သူကဆုံးဖြတ်သွားတယ်။ကောင်းပြီဒါဖြစ်လို့ရှိရင်အဲအဲ့မှာသောတာပန်ဖြစ်သလားမဖြစ်သလားမေးစရာအကြောင်းကိုမရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့အာယုန်ယောနန်ကြီးအစင်ရိပ်နိတ္တတနာစီလို့နားလည်သွားလို့ရှိရင်အဘယ်တန်တရာကပုဂ္ဂိုလ်တော်အစင်မလို့သိတဲ့အတွက်အဘယ်လွတ်သွားလဲခဏလွတ်တာမဟုတ်ဘူးနော်။ဒါရလွတ်သွားတဲ့အတွက်အစင်မလို့သိတဲ့အချိန်မှာပဲဒီအကြောင်းပြည့်စုံတဲ့အချိန်မှာပဲအတ္တပရိသန်ပြီးတာလဲအကျိုးပြည့်စုံမှုကတခါရရသွား အဲ့ဒါကိုသိရင်အပဲလွတ်ပလွတ်မလွတ်ပမလားဆရာဆိုပြီးလာပြီးတော့တပည့်တော်ဘယ်လိုဖြေရအောင်ဒီဟောရမလားဗျာဖရားတဏိတိကအဂါလိကနဲ့ဟောတာအကြောင်းပြည့်စုံလဲဟောတယ်အကျိုးပြည့်စုံလဲဟောတယ်အဲ့ပုံမှာရဲရင်ရင်ကျွန်တော်တို့ကတပည့်တော်တော်လေးပြန်ပြောတယ်ဒါပေမဲ့နားထောင်တဲ့လူတွေကညံအားနေတဲ့အခါကျတော့စိတ်မချတဲ့အခါကျတော့အဲ့မေးခွန်းတွေလည်းပြန်မေးတာသဘောတည်းအခိုင်ကအောင်တော့တပည့်တော်ပုံစံမျိုးစုံနဲ့ပြောပြတယ်ဒါပေမဲ့အဲ့ နားလည်နိုင်မှုစွမ်းအားပေါ့ယုံကြည်နိုင်တဲ့စွမ်းအားပေါ့တရားပေါ့တရားချိုးတဲ့လည်းအားနေတယ်တရားလေးရှိရဘူးမရဘူးဆိုတော့အဲ့လိုပဲတော့ဘုရားအကြောင်းပြည့်စုံတဲ့ဓမ္မပရိသတ်ပြီးတော့ဟောပြီးတော့အကျိုးကနောင်မှပြည့်စုံတယ်နတ်ပြည်ရောက်မှပြည့်စုံတယ်လို့ဟောရမှာမဟုတ်တာဟုတ်လားအဲ့လိုပြောတော့အခုဟောတဲ့ဘုန်းကြီးတွေပြဿနာတက်ကုန်တော့မှာပေါ့တပည့်တွေဟောတော့ဒါပေမဲ့ဖျားထားခဲ့တာတော့ဒီတိုင်းပဲပြည့်ပြည့်စုံထားခဲ့တာအကြောင်းပြည့်စုံတဲ့အချိန်မှာပဲအကျိုးပြည့်စုံမှုကတစ်ခါရရပြီလား အဲ့တော့တော်တော်ဗန္ဒနာကနိုင်ငံရဟန္တာရဘာမှမပါဘူးအဲ့တော့နာမည်တက်တဲ့အခါကျတော့အာဒီတက္ကတိပြုတ်သွားတာဒိဋ္ဌိဝိသကိစ္စပြုတ်သွားတာသောတာပန်လို့နာမည်တက်တယ်ဒီဘက်ကသောတာပန်ကဂျူလည်းပေါ့မလားဟိုဘားတွေပကုန်းတွေလည်းပွင့်မလားဟိုဒါပေမဲ့ဒီဘက်မှာတော့အကြောင်းပြစုံနဲ့အသိဉာဏ်နဲ့ရသွားလို့အကျိုးခိုင်မာရဲရဲနဲ့အသိဉာဏ်မှာတစ်ခါတည်းတွေ့ပါသွားအလုဘတန်လည်းဒီတိုင်းပဲဥပနေကဏ္ဍကြီးကိုတန်တရာလို့သိတယ်ဥပနေကဏ္ဍအစဉ်သုံးချက်လို့သိသွားတယ် အဲ့ဒါဥပနကနာတန်တရားလို့သိရင်ပဲဒါအကြောင်းအမှန်သွားပြီအကြောင်းပြည့်စုံသလားလို့မြည်တဲ့အခါကျတော့အာထုမတန်တရားရက်မှာပေါ့ဆိုတော့အကြောင်းမပြည့်စုံဘူးဒါဒါအစဉ်သုံးညမင်းအာထုလို့ဖြစ်တဲ့အစဉ်သုံးညမဟုတ်ဘူးအဲ့ဒါကြီးကအဲတဘာဝတရားရဖရားပွင့်နေဖြစ်စေမပြည့်နေဖြစ်စေအစဉ်သုံးညဖြစ်နေပါလို့သိရင်အဲ့ဒါအကြောင်းပြည့်စုံတယ်ဓမ္မပရိသတ်မိတာခေါ်တယ်အကြောင်းပြည့်စုံအကြောင်းနာပြည့်စုံသွားပါပြီဖရားသိရင်တန်တရားရက်မှာရက်ပါမလားဖရားဆိုသွားပြန်ရောအဲဟောတော့မလားအဲအကုန်လုံးပြည့်နေအစဉ်သုံးညလို့သိပြီးမှတော့ သန္တာခဏရတာမဟုတ်ဘူးအစဉ်ရသွားပြီဒါဖြင့်အဲ့ဒီနေရာမှာနေမဲ့သန္တာရတဲ့အကျိုးတရားလည်းပြည့်စုံသွားပြီအဲ့ဒါပါပါဒုက္ခအစဉ်ကုန်ဆုံးလို့သိရတဲ့နိဗ္ဗာန်ကလည်းဝင်သွားပြီအဲ့ရဟန်းဖြစ်တာမဖြစ်တာမပါဘူးသဘောတည်းအဲ့ဒီနိဗ္ဗာန်ဝင်မှဝင်မှာလာမေးရအကြောင်းလဲမရှိဘူးသဘောတည်းအာကျားရှင်ကိုယ်တိုင်သုဒ္ဓနာကိုပြိဏံပြရ၄ပါးဆိုပြီးနာမည်တက်ပြီးတော့ထားပေးခဲ့တဲ့သဘောတည်းအဲ့တော့သိရဲ့အသိမှာတော့ပြည့်စုံမှာ သိရသိမှာအကြောင်းလဲဟုတ်တယ်အကြောင်းလဲပြည့်စုံအဲ့ဒါဆိုရင်အကျိုးလဲဟုတ်တယ်အကျိုးလဲပြည့်စုံအခုကအကြောင်းဟုတ်တယ်အကျိုးလဲဟုတ်တယ်အကြောင်းမပြည့်စုံလို့အကျိုးကလည်းမပြည့်စုံအဲ့ဒါပြောပါဆိုရင်ဗာလဲမင်းအဲ့ဒါသတိပဋ္ဌာန်သာသနာပဲဗျာအဲ့လိုပြောတော့ကြိုက်မလားကြိုက်ဘူးနဲ့အဲမကြိုက်ဘူးနောက်မှဖြစ်နေတာဟုတ်တဏှိကအာဂါလိကဟုတ်တာဟုတ်လားနောက်မှရမယ်ဆိုတဲ့ကူက အပေလို့ဘာမှတပြီတော့နှစ်နှစ်လောက်အထုတ်ခဲ့တာမရသေးဘူးဆိုတော့ကဲဘယ်ချင်းထိုက်ရမလဲတော့သေးသေးတော့မယ်အပေကလည်းမလွတ်နိုင်လို့ဖြစ်တာအဲဘုရားထားကသုသာနာထားခဲ့တာဘုရားကတော့၆ပါးနဲ့အညီပြိသံပြိတာပညာတွေနဲ့ထားပြီးခဲ့တာလေရဲရင်ရင်ထားပြီးခဲ့တာအဲတော့တခုတော့ရှိတာပေါ့နော်ဉာဏ်ကတော့ရဲရင်နဲ့ကိုယ်မနောကတော့ရဲရင်ရင်မှာရဲရင်မှာပေါ့ဘာလို့လဲဆိုတော့မနောဆိုတာကဉာဏ်ရဲ့စัจ ज ပဲကြီးသွားတယ်ဟုတ်လား အဲ့မနောကရဲမှုဆိုတော့အမရတမန္တိကလိုအောင်ပဲဒါပဲဟုတ်တယ်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 ဘာလို့ညာကသစ္စာတရားနဲ့သူကစန့်ကျင်ဘက်ပဲလှုပ်တာဒါကြောင့်မလို့မနောခိုင်ဖို့မခိုင်ဖို့ဆိုတာတော့အခုလူတွေဖြစ်နေတဲ့ပြဿနာညာနဲ့မနောနဲ့လမ်းညွန်ရင်မနောနောက်ပဲလိုက်တာညာလွညွန်နဲ့လမ်းကိုမလိုက်ဘူးမနောမနောကိုပေါ်နောက်ပဲလိုက်တာအဲ့ဒါကြောင့်အဲမရဲရင်ကြောက်ဖြစ်တာပေါ့တော်တော်လေးอืม ။ဘုရားတော့သူ့တာဝန်ကြည့်တယ်အကုန်လုံးထားခဲ့တာတပည့်တော်အမြင်ပေါ့။မှန်ပါဗျာ။အဲနောက်ဆုံးဒီအဲနေယောဒီပရိသန်ပြည်သားဆိုရဲကိုသိဒီအကြောင်းအကျိုးပြည့်စုံတဲ့ဟာတွေပြန်ဟောပြောပြတဲ့ဥစ္စာနေယောဒီပရိသန်။အဲနောက်ဆုံးအခက်အခဲဆုံးကအဓိကမှပရိသန်တော်ပရိသန်ပြည်သားပညာဆိုတာအာယုံမှာဘောရိဘက်က39ပါးအစဉ်တရှိနေတာကိုနားလည်သဘောပေါက်သွားရင်ဒါအဓိကမှပရိသန်ဘာနောပရိသန်ပြည်သားပညာရသွားတာ။ဒီနေ့အပြင်ပြောရင်တော့ရှိပြီးသားသီလရှိပြီးသားသမာဓိရှိပြီးသား ညာကိုသိသွားတာအဲ့ဒါအဓိကမှပြိပန်တော်ပြိတံပြည်ပညာပဲအဲ့အဓိကမှတဲမှာအမြင့်ဆုံးပညာပဲဖို့ပညာအဲ့ဒါအဲ့ဒါကြီးဟာအဲ့ဒါအကြောင်းလဲပြည့်စုံပြီးအကျိုးလဲပြည့်စုံပြီးကြောင်းကျိုးပြည့်စုံတာတွေလဲတပါးသူနားလဲအောင်ပြန်ပြောပြနိုင်ပြီကိုယ်တိုင်လည်းပဲဒီရတ္ထုပညာကြီးကိုရသွားပြီဆိုရင်ဒါချမ်းသာဝင်ရပြီလေဟုတ်တယ်ဒီမှာအဲဒီမှာ ဲ့ဆိုတော့တကယ်ကိုဘာလို့ပြောမလဲဆိုတော့လေတကယ်ဟိုခဲဝင်ဝင်ထိုးထွင်းပြီးတော့ဟိုလိလာရမယ်ဆိုရင်တကယ်ကိုရဲရဲတောက်သာသနာပဲရ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 င်ရင်ကိုဟာထင်ရှားတဲ့သာသနာအခုကဒါကြီးကိုမပြောရမဟောရဘူးဆိုတော့အကုန်လုံးကလမ်းတွေပိတ်ဆို့နေကြတာပေါ့နော်တပည့်တော်တို့ကအခုအခုလည်း သူလည်းဟောတဲ့လူတွေကောင်းမှဒဏ်ဒဏ်ချက်တည်းအများကြီးဖြစ်နေတယ်။ဒီဒီရောအမေရိကန်သောရငါ့ကိုမေးနေတယ်အဲ့ဒါမြတ်ဗေဆရာတော်ရှင်မနိနာခံတာလေဟာဒုက္ခပဲလို့မင်းတို့ပြဿနာဒီလိုမျိုးပြပါငယ်ပရိသတ်မိတာပရိဝိရဗေဆရာတော်မနိနာခံရဆိုတော့လက်ညှိုးညွန့်ပြခင်ဗျားညွန့်ပြလို့ရှိရင်ကျွတ်သွားနီးခံမယ် အဲလေအဲ့ဒါပြောတာဗောဟုတ်လားအခုလောလောဆယ်မှာပြိဝိဒယန္တာမှာမရှိတာဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်ပြိဝိဒယန္တာမှာမရှိရင်ဟုတ်လားအဲ့အဲ့ဒီဇာတော်တွေဟိုလက်ရှိဇာတော်တွေသွားနိခံအခုတော့မေကအာရမရဆိုပြီးအခုပုတ်ချပြီးကိုမြောင်းနဲ့ကြံကြားလိုက်မှာဗောဟုတ်တယ်မလားအဲအမေရိကသွားတော့မယုံဘူးလေအဲ့လိုပဲဆရာဝန်တွေများပါတယ်အခုကြမှာမြောက်ဦးဆရာတော်ဘာလို့ဟောတော့မှာအမလီဆရာမဟောတာမှန်တယ်ဆိုအခုမှဖြစ်တယ်